အားလုံးမင်္ဂလာပါကျွန်တော်ဒီနေ့ကျွန်တော်ဓမ္မဖက်စတီဗယ်တခုမှဓမ္မစုရခဲ့တဲ့အကြောင်းကျွန်တော်ပြပြမှာဖြစ်ပါတယ်ဒီနေ့ကျွန်တော်ဝတ်ထားတဲ့အင်ဂျီကတော့အာဆင်နယ်အင်ဂျီဖြစ်ပါတယ် Okay အာဆင်နယ်အင်ဂျီနဲ့အတူကျွန်တော်စုရတယ်ဒုတိယစုရခဲ့တာပထမစုတော့မဟုတ်ဒုတိယစုဒုတိယစုရခဲ့ဖြစ်ပါအဲ့ဒီဓမ္မကိုကျွန်တော် အိန္ဒိယသွားတော့ရိုက်ခဲ့တာအိန္ဒိယသွားတော့ကျွန်တော် matches စီမှာ workshop တက်တယ်သူစီမှာနှစ်ပတ်တက်တာပေါ့သူစီကနှစ်ပတ်တက်တဲ့အချိန်မှာကျွန်တော်ကျွန်တော်မှတ်မိတဲ့ new delhi မှာတင်တာ new delhi မှာရိုက်တာဖြစ်တယ်ကျွန်တော်တို့ကျွန်တော်တို့ဒီညနေနေ့လည်ညနေမှာရိုက်တာဒီပုံကနေ့လည်นี่แหละเรานาได้นาဆိုทมิ้นซ่าทมิ้นซ่าพูดว่าเราโฮเทลมาเปลี่ยนนาอ่ะ10นาทีเรานาพี่ว่าเราก็ดุริยะจะเจอဆိုပြီးတော့3นาทีแล้วဆိုရင်အပြင်ပြန်ထွက်ရတယ်အဲ့ဒီအချိန်မှာကျွန်တော်ရယ် ကျွန်တော်တင်ခဲ့ခြင်း price ပေါ့နော်သူရဲ့အဲ့ရက်ကွက်လေးတခုတည်းရောက်သွားအဲ့ဒီရက်ကွက်လေးထဲမှာအဲ့မှာရက်ကွက်လေးထဲမှာအများကြီးလူတွေလူတွေအများကြီးပဲအဲ့ဒါမှာကျွန်တော်အဲ့မှာစပင်းညက်ဆိုင်ဆိုင်ကိုတွေ့တယ်စပင်းညက်ဆိုင်တွေ့တော့ကျွန်တော်ကဒီစပင်းညက်ဆိုင်ဒီဇိုင်လေးကိုတွေ့တော့အဲ့မဲ့စပင်းညက်ဆိုင်တခုပဲရိုက်မှာဆိုရင်နည်းနည်းရှင်းရတာဗျာရှင်းတော့ကျွန်တော်ကနည်းနည်းရှုပ်ထွေးအောင်ဆိုပြီးတော့မလုပ်လဲဆိုတော့အဲ့ဒါမှာမှန်မှန်လေးရှိတယ်မှန်မှန်ပျောက်နေတာပဲတိုက်လာတာ အဲ့ဒီမှန်မှာတေချာတေချာတိုက်တာတော့ပြောင်းချောတာပဲကင်ကင်မရာကိုကျွန်တော်ကအဲ့ဒီမှန်နာကိုကတ်လိုက်တာအဲ့တော့ကျွန်တော်ရိုက်တာ 18mm ဆိုတော့ 16mm နဲ့ရိုက်တာ crop crop frame ပါဆိုတော့အဲ့ဒီမှာကတ်ပြီးခဲ့တဲ့အချိန်မှာအဲ့ကတ်ပြီးခဲ့တဲ့အချိန်မှာလည်းဘာမှအဲ့ဒီအောက်မှာဘာမှဘာမှမရှိသေးဘူးပုံကအဲ့ဒီအနည်းဘေးမှာစပင်ညက်တဲ့လူနဲ့စပင်ညက်တဲ့ဘေးဘေးမှာထိုင်နေအင်ကြီးအဖြူနဲ့လူပဲရှိတာအဲ့အဲ့တကူပဲရှိတာ ရိုင်းရိုင်းရိုင်း7မိနစ်55မိနစ်လောက်လဲမမတရဲရဲရဲရိုင်းရိုင်းနဲ့အောက်မှာကလေးတွေလာဆော့ကလေးတွေလာဆော့တဲ့အချိန်မှာအာထန်းနေအောင်မယ်ဆိုတော့9မိနစ်7မိနစ်လောက်ထန်းနေတယ်မိနစ်20လောက်နေတယ်အဲ့နာမှာမိနစ်20မိနစ်25မိနစ်လောက်နေတော့အမအကောင်လေးကတနက်တနက်ပြည့်တဲ့ပုံစံလေးသူတင်ငယ်ချင်းနဲ့ဆော့နေတာကိုရဲမိသွားပြီခဏကြီးကန်ကောင်းလာလဲပါတော့ခဏကြီးကန်ကောင်းလာလဲပါခဏကြီးလည်းအချိန်ပေးကြလဲပါအထုတ်ရတယ်အဲ့လိုမျိုးချက်ချင်းမသွားနိုင်နဲ့ ခဏအချိန်အချိန်ပေးကြည့်အဲ့မှာ7 15မိနစ်ခိုင်ကြရင်ပုံရတယ်ခိုင်ကြရင်လည်းပုံမရတော့အဲ့ဒါအချိန်နေပွဲမူတည်တာပေါ့အင်းအဲ့ဒါနဲ့ပြီးတော့ကျွန်တော်တို့တွေပြန်အောင်ဘာဖြစ်လို့ workshop တက်ပြီဆိုရင် workshop မှာကျွန်တော်နောက်ကြုံရချိန်ကျရင်ကျွန်တော်ကျွန်တော်တက်ခဲ့တဲ့ workshop တွေအကြောင်းပြောပြပါဒီ street တမားတွေသူတို့တပုံဘယ်လိုရိုက်လဲ street photography ယူလာပါပြီဆိုရင်တပုံဘယ်လိုရိုက်ရလဲဆိုတော့အဲ့ဒါ ပြောပြမှာနောက်ကြရင်နောက်ကြ workshop တွေ workshop တွေအကြောင်းပြောပြမှာကျွန်တော်တက်ခဲ့တဲ့ workshop တွေအကြောင်းကျွန်တော်ပြောပြမှာဒီနေ့ episode ကတော့ကျွန်တော်ဓာတ်ပုံစုရတဲ့အကြောင်းကိုပြောပြတာอืมဒီဓာတ်ပုံပြန်ပွဲအကြောင်းတွေလည်းပြီးပြီထင်တာပဲเนาะအရှင်းမလားနှစ်ခုလောက်ရှိပြီဆိုတော့ကျွန်တော်ထင်တာကတော့ဒါနောက်ဆုံးပဲလားမသိနောက်ကြရင်တော့ကျွန်တော်ကောင်းတော့မှ point ပေါ်တာတယ်လို့ episode တွေပါလေထက်လာမှာပေါ့နောက်ကောင်းစင်တယ်နဲ့ကျွန်တော်အဲ့လိုမျိုး POV video တွေပါရိုက်တော့ရိုက်ချင်တယ် အမအာယုံများမှာကြောက်တယ်ဒီမှာအာယုံ3 4ခုဖြစ်နေတယ်အာယုံအာယုံ2ခု3ခုဖြစ်နေတယ်တပုံရရတာအရင်အာယုံနောက်ပါအဲ့ဒါကြီးကြောက်နောက်ကြရင်လည်းလှုပ်ပြန်လည်းလှုပ်ပြန်မှာပြောလို့မရကျွန်တော်ရဲ့စီအိုင်ဒီယာပေါ်ပဲမှုတည်ရမပြင်းဘာပြောဖို့ကြံနေလဲโอเคအဲ့ဒါဆိုကျွန်တော်အဲ့ဒီတပုံရိုက်လေရိုက်လေပြီးရောညကြတော့မက်ဂျစ်ကိုကျွန်တော်တို့ကတပုံပြရတာပေါ့နော်သူဘယ်ပုံကောင်းလဲမကောင်းလဲမာညာကွက်ကွက်ငါပြတော့ဟာ ဒီပုံဒီပုံကြီးလည်းမိုက်တယ်လေအဲကျွန်တော်လည်းတိမ့်နာလိုက်တယ်ဒီပုံနောက်သူလည်းသူနဲ့တွေ့ပြီးပြီးတော့နောက်တစ်နှစ်ကျော်လောက်မှအဲ့ဒီပုံရောဝင်ပြိုင်ဖြစ်တာအဲ့ဒီ festival တခုမှဝင်ပြိုင်ဖြစ်တာအဲ့နေပဲဒုကြဆူရအစင်းနေအစင်းနေအပြေးလို့မပြောဒုတိယဆူပဲရအာဒီလောက်ပါပဲအားလုံးကျေးဇူးတင်ပါတယ်အာ အော်သိကျင်တာရှိရင်မေးလို့ရပါတယ်အားမနာပါနဲ့ကျွန်တော်ဓပုံနေကိုချက်တဲ့လူသားတယောက်ပါနောက်ဗီဒီယိုမှာပြန်ဆောင်ကြတော့ဘိုင်ဘိုင်